မင်္ဂလာပါရှင်။တောင်တင်ထိုင်းမြေတနေ့တာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဇွန်လ12ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့ဂရိတ်ပိုင်ရဲ့ခြေရွာစာတင်ဝိုင်းကိုအကြမ်းဖက်အဖွဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့စစ်ကောင်စီဝါဒဖြန့်နေတဲ့ရွေးကောက်ပွဲမဲဆင်းမှန်ကန်စီရေးအလေးထားဆောင်ရွက်နေတယ်လို့စစ်ကောင်စီခန့်လောက်ဝကဝင်းကြီးပြောတဲ့သတင်း နံပါတ်2မှာစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဖုံကြီးချောင်းနဲ့နေရင်အချို့ထိခိုက်ပျက်စီးတဲ့သတင်းအပါအဝင်နိုင်ငံတကာသတင်းမှာတော့ကြီးမားတဲ့စစ်ရေးပြပွဲနဲ့အတူအင်အားထုတ်ပြဖို့ထရန့်စီစဉ်နေတဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ ီးခဲ့တဲ့ကျွန်းလာကိုရဲနေမွန်လွဲပိုင်းကမွန်နဲ့ကရင်ပြည်နယ်အဆက်ပိုင်ရဲကျွော်မှာရှိတဲ့စာတင်ကျောင်းကိုစစ်စစ်ဆဲအကြမ်းဖက်အဖွဲ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒီကနေ့ကျွန်းလာ၁၂ရက်နေ့ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာရင်းမှာဖော်ပြပါတယ်ကျွန်းလာကိုရဲနေမွန်လွဲတနားရီ၄၅မိနစ်အချိန်ခန့်မှာစစ်ကောင်စီရဲ့ Jet Fighter လေးရင်တစ်စင်းဟာပိုင်ရဲကျွော်တွေကို Cluster ဘုံဒီအမျိုးအစားနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU ဒူပလာယာခရိုင်ကသတင်းထုတ်ပြန်ထားတာပါ အဲ့လိုတိုက်ခိုက်မှုကြောင့်ចောင်းဆ iam မနဲ့ចောင်းသားចောင်းသူတွေအပါအဝင်ရက်သား9ဦးသေဆုံးခဲ့ပြီးလူဦးရေ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။အစ်စ်နဲ့ရက်သားပြည်သူတွေနေထိုင်တဲ့မြို့ရက်ွက်ကျေးရွာတွေအတွင်းကိုအကြမ်းဖက်သမားတွေကတိုက်ပွဲပေါ်ဆောင်တာလက်နက်ကြီး short တိုက်တုံး drop bomb တွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလှုပ်ဆောင်မှုကြောင့်နိုင်ငံဝန်ထမ်းတူအပါအဝင်လှုပ်အားပေးဆ iam မနဲ့ចောင်းသားចောင်းသူတို့ချို့သေဆုံးခဲ့တဲ့အပေါ်ဒေသခံပြည်သူတွေကလုံးဝလက်မခံနိုင်ဘဲစန့်ကျင်ကန့်ကွက်နေကြတယ်လို့ဝါဒဖြန့်သတင်းစာမှာဖော်ပြထားတာပါ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခြင်းဟာစာတင်ကြားနေတဲ့အချိန်ဖြစ်တဲ့အပြင်ပိုင်ရဲ့ကြေးရွာအတွင်းမှာလည်းစီးရဲတိုက်ပွဲတွေမရှိတာကြောင့်ဒါဟာအကြောင်းနဲ့တသက်ရွေချက်ရှိရှိနဲ့စစ်ကောင်စီဘက်ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့နေမြေခံသတင်းရင်းမြစ်တွေကတော့ပြောဆိုထားပါတယ်။ ာမည်နှစ်ကုန်တိုင်းမှာကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲအတွက်မဲဆင်းမကန်စီရီနဲ့မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးခွင့်ရရှိစေရေးအလေးထားဆောင်ရွက်နေတယ်လို့ကျွန်တော်ဆိုင်ရနေကနေပြည်တော်မှာကျင်းပခဲ့တဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးအတွက်မှာစစ်ကောင်စီခန့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ကြိုင်ကပြောပါတယ်ဒီသတင်းကိုတော့အေမီကတင်ဆက်ပေးထားပါတယ်မဲဆင်းအတွက်မြေပြင်ကွင်းဆင်းစင်းကောက်ယူခဲ့ရမှာမြေပြင်မှာနေထိုင်ခြင်းမရှိပေမဲ့အိမ်နောက်စုစင်းမှာပဲပြတ်ထားခြင်းမရှိတဲ့သူတွေလူတယောက်တည်းကအိမ်နောက်စုစင်းတခုတ်တက်မက မဝင်နေသူတွေလူတယောက်တည်းကမှတ်ပုံတင်တစ်ခုတည်းမကကင်ဆောင်ထားသူတွေကို စစ်ဆေးတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။မင်းစင်းအတွက်အခြေခံထားမဲ့သကောင်စင်းကို2024ခုနှစ်အောက်တိုဘာလမှာကောက်ယူခဲ့တာဖြစ်လို့အချိန်ကာလအပြည့်နှစ်နှစ်ခန့်ကြာချနေတာကြောင့်လူကြီးကွာအချက်တရှိဖို့နဲ့အချက်လက်ပုံမပြည့်စုံစေဖို့သကောင်စင်းနဲ့မင်းစင်းအတွက်မြေပြင်ကွင်းစင်းကောက်ယူမှုစည်းရင်းနှစ်ခုကိုနှိုင်းရှင်သုံးသက်တိုက်ဆိုင်စစ်ဆေးမယ်လို့လည်းပြောပါတယ်။ စစ်ကောင်စီကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတော့အထွေထွေရွေးကောက်ပွဲတွေကိုလာမယ့်ဒီဇင်ဘာတတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိအပိုင်းလိုက်ကျင်းပမယ့်အကြောင်းနဲ့ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတည်ပြုပြီးဖြစ်ကြောင်းပြီးခဲ့တဲ့လမှာပဲကြေညာထားတာပါရွေးကောက်ပွဲမဲမတမာမှုအကြောင်းပြချက်နဲ့အာဏာသိမ်းယူခဲ့တဲ့စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာအီလက်ထရောနစ်မဲပေးဆက်တွေကိုပါအသုံးပြုမယ်လို့ကြေညာထားပြီးတရုတ်နဲ့ရုရှားစတဲ့နိုင်ငံတွေက ပံ့ပိုးကူညီမယ်လို့ပြောဆိုထားတာပါရွေးကောက်ပွဲကိုစန့်ကျင်ကြတဲ့အဖွဲ့အစည်းတွေကလည်းစစ်ကောင်စီကျင်းပမဲ့အတွေ့အော်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမလုပ်ကြဘူးမိမျိုးစုံနဲ့စန့်ကျင်ကန့်ကွက်ကြဖို့တိုက်တွန်းထားတာလည်းဖြစ်ပါတယ် ချမ်းပြည်နယ်မြောက်ပိုင်းနံပါတူမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ Jet Fighter လေယာဉ်နဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းအပအဝင်ရပ်သားပြည်သူတွေရဲ့နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့တောင်မြို့သားလူမျိုးရေးတပ်မတော် TNL ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။ဒီကနေ့ဇွန်လ12ရက်နေ့မနက်စောပိုင်းတနင်္ဂနွေအချိန်ခန့်မှာနမတူမျိုးနဲ့မန်လီကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ Jet Fighter လေယာဉ်နဲ့ပေါင်900ဘုံးနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တာပါ။ စစ်ကောင်စီရဲ့လေးချောင်းဖုံးကျဲတိုက်ခတ်မှုကြောင့်မန္တလေးကျေးရွာမှာရှိတဲ့ဖုံကြီးကျောင်းစာတင်ကျောင်းနဲ့အရသာပြည်သူတွေနေထိုင်ရာအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့တန်အတမတော် TNL ကထုတ်ပြန်ထားပါတယ်။တန်ပြည်တပ်မရှင်နယ်မြေနမတူမြို့နယ်မန္တလေးကျေးရွာဟာစစ်ကောင်စီတပ်ရဲ့တန်အတမတော်တို့ကြောင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီတပ်ကပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီကလာရောက်ဖုံးကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့် မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခတ်မှုတွေကိုရှောင်ရှားဖို့အတွက်စည်ရေးတရီအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလည်းနိုင်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့အတည်ပြုထားပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလကလည်းနမလူမျိုးနယ်မန်လီကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကျောင်းဆရာမတူတေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ ကြီးမားတဲ့စီးရေးပြဝဲနဲ့အတူအင်အားထုတ်ပြဖို့ trend season တွေပါတယ်ဒီသတင်းကိုတော့ why နေကတင်ဆက်ပေးသွားပါမယ်ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့89နှစ်ပြည့်မွေးနေ့အတွက်မြို့တော်ဝါရှင်တန်မှာတန်ချက်ကကားတွေရဟယင်တွေနဲ့တပ်ဖွဲ့ဝင်ထောင်ချီပါဝင်တဲ့ကြီးမားတဲ့စီးရေးပြဝဲချင်းပါရေးအိမ်မက်ဟာဇွန်14ရက်မှာအကောင့်ထဲပေါ်လာတော့မှာဖြစ်ပါတယ်အမေရိကန်စစ်တပ်တည်ထောင်မှု250ပြည့်အထိမ်းအမှတ်နေ့အတွက်အဲ့ဒီစီးရေးပြပွဲကိုဒေါ်လာ55တန်ကုန်ကြခံပြီးကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ် အမေရိကန်စစ်တပ်ဟာကမ္ဘာမြေပေါ်မှာရှောက်လန်းနေတဲ့အကြီးကျယ်ဆုံးတိုက်ခိုက်ရေးအင်အားစုဖြစ်တယ်လို့ထရန့်ကပြောပါသည်။ဒါပေမဲ့အဲဒီစစ်ရေးပြပွဲကစစ်တပ်အတွက်ဂုံပြူတယ်ဆိုတာထက်ထရန့်အတွက်ပုံများနေတယ်လို့ဝေဖန်သူတွေကပြောပါတယ်။ရွှေပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားရာ Los Angeles တို့အမျိုးသားကာကွယ်ရေးအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ Marine တပ်ဖွဲ့ဝင်တွေစစ်လွတ်ထားမှုပါဝင်ထရန့်ရဲ့အာဏာရှင်ပိုဆန်လာမှုကိုဇွန်14ရက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့စီးပြပွဲကပြတ်သားနေပါတယ်။ ဘရင်တွေမရှိစေရဆိုတဲ့နန်းတော်စနစ်နဲ့အာနာရှင်ကိုစန့်ကျင်ကြမယ်ဆန္ဒပြပွဲကိုအမေရိကန်နိုင်ငံတဝန်းဒါဇင်နဲ့ချီတဲ့မြို့တွေမှာပြုလုပ်ဖို့စီစဉ်ထားပါတယ်ဆန္ဒပြသူတွေကအစည်းအပြပွဲကိုနှောက်ရှက်ဖို့ကြိုးပမ်းမယ်ဆိုရင်ပိုကြီးမတဲ့အင်အားကိုပြတာဖို့ထရန့်ကတိုက်တွန်းထားပါတယ်ဒီစည်းအပြပွဲဟာပထမပင်လယ်ကွေ့စပွဲပြီးတဲ့နောက်1992ခုနှစ်နောက်ပိုင်းဝါရှင်တန်မှာပြုလုပ်တဲ့အကြီးမားဆုံးစည်းအပြပွဲဖြစ်လာမှာဖြစ်ပါတယ်ဝါရှင်တန်မှာရှိတဲ့အထင်ကရနေရာတွေစီစစ်သား9000ကျော်ကအခြေတက်သွားမှာဖြစ်ပါတယ် ထရန့်ဟာသူ့ရဲ့ပထမသမရတက်တန်းအတွင်းမှာပဲဆေးပြပွဲတွေကိုသဘောကျကြောင်ဖော်ပြခဲ့ပြီးပါရီမှာကျင်းပတဲ့အပြင်သစ်ဆေးပြပွဲသို့တက်ရောက်ခဲ့ပါသည်ခဏထားမြင်နောက်ဆုံးရသတင်းစူးစီးမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပရိစနေနေ့ညနေ6:00နာရီခွဲအချိန်တိုင်းမှာနာတော့တာဆင်နိုင်ပါတယ်။ ။သွန်နထိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X, သွန်နထိုင်းမြန် website စာမျက်နှာနဲ့သွန်နထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သွန်နထိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။